အမေရိကန်သမိုင်းမှာအရှိကြဆုံးဖြစ်တဲ့43ရက်ကြာအစိုးရရန်နေရာရက်ဆိုင်မှုကိုအဆုံးသတ်စေမဲ့ဘန်နာငွေထောက်ပံ့ရေးဥပဒေကြမ်းကိုတမရတော်နယ်ထရန့်ကနိုမာလာ12ရက်နေ့မှာလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါပြီ။ဒီဥပဒေကြမ်းကိုအထက်လွှတ်တော်ကနိုမာလာ17ရက်နေ့မှာအတည်ပြုခဲ့ပြီးတဲ့နောက်အောက်လွှတ်တော်ကလည်းနိုမာလာ12ရက်နေ့မှာမဲပေါင်း222မဲ209မဲနဲ့ထပ်မံအတည်ပြုခဲ့တာပါ။ အောက်လွှတ်တော်မှာမဲခွဲတာမှာဒီမိုကရက်တစ်အမတ်6ယောက်က Republican တွေနဲ့အတူပူးပေါင်းပြီးထောက်ခံမဲပေးခဲ့ကြပါတယ်။အစိုးရရက်ဆိုင်မှုကြောင့်လစာမရပဲအလုတ်ယာယီရနာထားရတဲ့ Federal ဝန်ထမ်းထောင်ပေါင်းများစွာဟာအခုဆိုရင်အလုတ်ပြန်ဆင်းနိုင်တော့မှာဖြစ်ပါတယ်။ဒါ့အပြင်ရက်တက်နေခဲ့တဲ့အစားအသောက်ထောက်ပံ့ပေးရေးအစီအစဉ်တွေနဲ့လေကြောင်းထိ ंछ ုပ်ရေးစနစ်တွေလည်းပြန်လည်စတင်လှည့်ပတ်တော့မှာပါ။ ်အစိုးရလုပ်ငန်းတွေပုံမှန်ပြန်လည်ပတ်ဖို့အချိန်တစ်ခုတော့ယူရအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒါဟာယာယီဘဏ္ဍာငွေအရအသုံးဥပဒေဖြစ်ပြီးအစိုးရကိုဇန်နဝါရီလ30ရက်နေ့အထိပဲရန်ပုံငွေခွင့်ပြုထားတာဖြစ်တယ်လို့သိရပါတယ်ရှင်